ပိုင်းကားလေးရဲ့အစမှာတော့ကြော်ကြီးတယောက်ဟာမူမိုးကိုနှုတ်ဆက်ဖို့အတွက်တတိတွေကြောင်းနေခဲ့ပါတယ်။မိန်းကလေးတွေနဲ့တခါမှမမြင်နေဘူးတဲ့။စောက်ရဖေဆိုတော့လဲဗျာ။တူတွတ်တော့ခက်ခဲနေတာပေါ့။ကြောင်းထဲကိုဝင်လာတော့သူ့ကိုစောင့်နေတဲ့မူမိုးကိုတွေ့လိုက်ရတယ်။အဲ့ဒါနဲ့တယောက်ယောက်ကိုစောင့်နေတာပဲဖြစ်မှာပါလေဆိုပြီးတော့လစ်လျူယူလိုက်ပါတယ်။မူမိုးကလိုက်လာပြီးနောက်ကျတယ်နော်လို့ပြောရတော့တာပေါ့။ကြော်ကြီးနေရာမှာကိုသာပြစ်လိုက်ချင်တော့တယ်ဗျာ။မူမူကတော့လမ်းတစ်လျှောက်လုံးသူ့ကို UFO အကြောင်းတွေ ယောက်ျားကြောင့်နေပြောနေကြတာပေါ့ကြော်ကြီးတစ်ယောက်ကရှက်နေပြီကိုကိုကြီးကဒီလိုနဲ့အခန်းထဲကိုကိုစီဝင်လိုက်ကြတယ်ကြော်ကြီးတစ်ယောက်ကတော့သူ့ကိုဘလို့ပဲနိုင်ချင်းချင်းသူ့မှာမူမူရှိနေပြီမို့အရန်ကိုပြောရှင်နေတော့တာပါမူမူရဲ့အခန်းထဲမှာလည်းတငယ်ချင်းတွေကသူမကိုကြည့်ပြီးတော့ဒူးဆန်းနေကြတယ်အရင်လိုမူမူကသူမတို့ကိုရံမရှာတော့ဘဲနဲ့ကြော်ကြီးနဲ့ဂျိုသားကြောင့်တွေပြောဖို့ကိုပဲတွေးနေခဲ့တယ်ကြော်ကြီးကလည်းမူမူကိုစကားတွေပြောချင်နေခဲ့တယ်မနက်ကစိတ်လွတ်နေတော့ တရေเจ้าတွေကိုသူကောင်းကောင်းဘာမှမပြောလိုက်ရဘူးတဲ့တယောက်နဲ့တယောက်ဟာရန်ကိုတွေ့ချင်နေကြပြီးတော့စကားပြောချင်နေကြပါတယ်စာသင်ခန်းထဲမှာတော့စိတ်မပါကြပါဘူးအတန်းစင်းချင်းကိုပဲမျောနေကြတာပေါ့ဒီလိုနဲ့မုံစားစင်းချင်းရောက်တော့တယောက်နဲ့တယောက်လိုက်ရှာကြရင်နဲ့ကိုရီးယားလဲလေးတွေလွဲနေကြတာပေါ့ကန်တင်းမှာလို့ထင်ပြီးတယောက်ကကန်တင်းသွားကြည့်တယောက်ကတော့မုံစေးတန်းသွားရှာနေနှစ်ယောက်လုံးကလွဲကောင်းနေဖြစ်ပြီးတော့ဘယ်မှမရှာမတွေ့ကြဘူးဖြစ်နေကြတယ်ကျော်ကြီးကလည်း ောင်မလေးကသူ့ကိုပြင်စရာကောင်းလို့ထင်သွားလားဆိုပြီးတော့စိတ်တွေညံ့မူမူကလည်းရန်ကိုတွေ့ချင်နေခဲ့တာပေါ့ကိုတွေးတွေကိုစီနေပေါ့ဗျာအချိန်ကုန်တော့နှစ်ယောက်သားခန်းထဲကိုသွားဖို့လောက်ကြတော့မှသွားချင်းတိုင်းမိကြပါတော့တယ်ဒီလိုနဲ့နှစ်ယောက်လုံးကတယောက်နဲ့တယောက်ရှာနေကြမှန်းကိုတည်သွားကြတယ်ဒီလိုချိန်မှာမှမြန်မာကားတွေကလို့တငယ်ချင်းတယောက်ကပေါ်လာပြီးတော့သူတို့နှစ်ယောက် kiss ပေးနေကြတယ်ဆိုပြီးတော့ထားဟောကြပါတော့တယ်ဒီလိုနဲ့နှစ်ယောက်သားဟာရှယံရမ်းပြီးရင်ထဲကမှပါတဲ့စကားတွေကိုပြောကြပြီးချောင်းထွက်သွားကြတယ် ကျော်ကြီးတယောက်လည်းစိတ်ငြင်းငြင်းနဲ့သိဝင်ပေါတော့မှသူဟာပို့ပြီးတော့ကြောင်သွားရပါတော့တယ်။မိုးမိုးတယောက်ကတော့တငယ်ချင်းတွေစီမှာစားခံနေရပါပြီ။ကျော်ကြီးကတော့မိုးမိုးကိုသူ့မှာရေးကြီးပြဿနာရှိကြောင်းနှစ်ယောက်တည်းပြောစရာရှိကြောင်းလာပြောခဲ့ပါတယ်။မိုးမိုးကလည်းရှက်နေတာကြောင့်ကျော်ကြီးကိုမပြောချင်ဘူး။ထွက်သွားဆိုပြီးပဲနေထုံနေခဲ့တယ်။နောက်ဆုံးတော့မိမရိထားသိမ့်မတိရဲ့ FA ကျော်ကြီးတယောက်ကျွန်တော်နဲ့ယဉ်နီးရတာကိုအလောက်ထိရှက်တာလားလို့ပြောပြီးထွက်သွားခဲ့လိုက်ပါတော့တယ်။သူမကလည်းစိတ်မကောင်းဖြစ်ပြီးကြံခဲ့တာပေါ့။ ဒီလိုနဲ့ကြောင်စင်းချိန်ကိုရောက်တော့ကြော်ကြီးတယောက်ကမူမိုးကိုစောင်းနေပါသေးတယ်။အဲ့ဒီအချိန်ကောင်မလေးတယောက်နဲ့ဝင်တိုင်းမိပြီးတော့ကောင်မလေးက easy ကလေးတွေလာလုံးနေတော့ကြော်ကြီးကလည်းရကိုးရကန်းတွေဖြစ်ပြီးပေါ့ကောင်မလေးကလည်းလာတာကိုမူမိုးဟာလည်းသူများမသွားသလားတောင်းပန်ရမယ်ဆိုပြီးတော့လာတဲ့အချိန်ကောင်မလေးတယောက်နဲ့တွေ့တော့နည်းနည်းတော့ဥဒိုတာပေါ့ဗျာဒါပေမဲ့ကောင်မလေးကသူမနာကနေပြသွားတဲ့အချိန်မှာတော့ကြော်ကြီးလိုကောင်ကမိမတွေနဲ့တောင်စကားပြောဖို့မှမဟုတ်ဘူး easily လောက်လိုက်တာနဲ့လုံးဝသူ့ကိုကျွေးသွားတာအဲ့ဒီလိုမကောင်းချောင်းကိုပြောနေတာကိုကြားတော့မူမူကတင်ပြီးတော့သူမဆွမ်းတဲ့ရေချိုးစလုံးကိုအပြုချောင်းအောင်လို့ပြစ်လိုက်တယ်အဲ့ဒါပြီးတော့ကြော်ကြီးကိုခေါ်ပြီးတော့ထွက်လာခဲ့လိုက်တယ်လမ်းရောက်တော့မူမူကပဲစပြီးတော့တောင်းပန်လိုက်တယ်ကျောင်းတော့မှမတော်တဆနမ်းမိတယ်လို့ဖြစ်သွားလို့ရှယ်ဟန်ရက်မိတာဖြစ်ကြောင်းသူနဲ့ပတ်သက်ရတာကိုမရှက်ချောင်းပြောခဲ့တယ်အဲ့ဒီကိစ္စတဲ့ရေကြီးတာရှိချောင်းကြော်ကြီးကပြောလိုက်တော့ကောင်မလေးကမကြည့်နိုင်ဘူးပေါ့ဗျာ ဒါပေမဲ့မပြောမပြီးတော့ပြောအောင်ပါပဲသူတို့တွေတာဘိုဘွားကြီးကိုအနိုင်ယူပြီးပြီမလားချိန်သားကလည်းပြဲသွားပြီလေအခုဆို သူ့ရဲ့ဗနာနာလည်းပြန်ရပြီပဲမဟုတ်လားဒါပေမဲ့ကြော်ကြီးကသူ့မှာကြောက်ဥတွေမရှိတော့ကြောင်းကိုပြောလိုက်ပါတော့တယ်အဲ့ဒီအကြောင်းကိုလည်းကြားရောမမှုတရားမှာတကုံရေပါတော့တယ်ကြော်ကြီးကလည်းဗနာနာပြန်ရသွားတော့စေရေးပြီးကြောက်ဥတွေကိုမတီးတီးမသားမိလိုက်တာဖြစ်သွားတာပေါ့ဗျာအဖွားကသူ့အတွင်းကနာကိုကိုကြည့်ပေးဖို့လောက်လိုက်ပါတယ် အယုတ်တယုတ်ရဲ့ရေချိုးစလုံးတစ်ခုရဲ့ကိုတွားယူခိုင်းလိုက်တယ်။ကြော်ကြီးရဲ့ကိုယ်ထဲမှာတခုခုရှိနေတယ်ဆိုတာကိုဘာကခံစားမိနေတာကြောင့်ပါ။ရေထဲမှာသူ့ကိုရက်စေပြီးတော့အယုတ်မဆောင်ကိုကတ်လိုက်တယ်။ဂါရာမန်နန်တွေယူပြီးတော့စက်ကူရက်တောင်နဲ့ရိုက်တော့တယ်။အဖွားရိုက်လိုက်တဲ့အချိန်မှာကြော်ကြီးရဲ့အော်ရာကပြောင်းသွားကြောင်းမိုမိုကပြောလိုက်တော့အဖွားကအော်ရာပြောင်းသွားတာနဲ့ချက်ချင်းဆွဲထုတ်ဖို့ကိုပြောလိုက်ပါရယ်။နောက်ထပ်တစ်ချိန်ရိုက်တဲ့အခါမှာတော့ မူမူကဆွဲထုတ်လိုက်ပြီးအယုံမှကထားတဲ့ဆောင်ကလည်းစတင်အောင်ကျွမ်းလာခဲ့တယ်။အဲ့ဒီနောက်တော့ကြောင်ရုံလေးရအသက်ဝင်လာပြီးတော့ပြေးသွားတော့တယ်။ငါ့ကိုလိုဆန်းကြီးတို့တွေမင်းတို့တောင်ရောင်လုံးကိုတက်ပြစ်မယ်ဆိုပြီးတော့ကြောင်ရုံလေးရအော်နေခဲ့ပါတယ်။တကယ်တော့အဲ့ဒါဟာတာဖို့ဘွားကြီးပါပဲ။သူတို့ဘွားကူပေးဖို့လုပ်တဲ့အချိန်တုန်းကတာဖို့ဘွားကြီးကသူ့ကိုတဲကိုဝင်လိုက်တာပါ။ကြောင်ရုံလေးဖြစ်နေတဲ့တာဖို့ဘွားကြီးကအရန်ကိုချစ်ဖို့ကောင်းနေတာပေါ့။ကျော်ကြီးနဲ့သူတို့တွေသာစီရနေတဲ့အချိန်မျိုး တူးတွေကိုမြန်ပေးဖို့တောင်းလိုက်တယ်။သူသာတည်သွားရင်မင်းဦးတွေကိုတတလုံးပြန်မရတော့ဘူးဆိုပြီးတော့လေကျဲပြီးမမိုးတို့ကိုတန်းရင်ပေးမယ်ဆိုပြီးတော့ပြောလိုက်တယ်။အဲ့ဒီအချိန်ကျော်ကြီးတယောက်ဒေါသဖြစ်သွားပြီးတော့အသွင်ပြောင်းသွားပါတော့တယ်။ဘာတွေဖြစ်နေတာလဲဆိုတာကိုတာဘောဘာကြီးကိုတိုင်တော့နားမလဲတော့ပါဘူး။တကယ်တော့ခုနကကလိုက်တဲ့စက်ကူရတောင်က မကောင်းဆိုးဝါးဝိညာဉ်တွေကိုခန္ဓာကိုယ်ကမောင်းထုတ်ဖို့လှုပ်ထားတာပဲဖြစ်တယ်။တာဘိုဘာကြီးရဲ့အသိစိတ်ကပဲထွက်သွားတာဖြစ်တာကြောင့်ဝိညာဉ်ရဲ့ဆွမ်းကကျော်ကြီးရဲ့ကိုယ်ထဲမှာကြံခဲ့တာပါ။အဲဒါကြောင့်ခုချိန်မှာတာဘိုဘာကြီးရဲ့အသိစိတ်ကကြောင်လေးတဲကိုရောက်နေပြီးတော့အစွမ်းတွေကိုတော့ကျော်ကြီးကရနေမှာပဲဖြစ်တယ်။မူမူကတော့တာဘိုဘာကြီးကိုမမုံချောင်ပြောခဲ့တယ်။ကာမာလေးတွေရဲ့ဝိညာဉ်မှာအဘွားကြီးရဲ့မြေတာတွေကိုမြင်ရအောင်ပြောခဲ့ပါတယ်။အဲဒါကြောင့်ကျဲဥတွေကိုသာပြန်ပေးရင်သူစွမ်းအားတွေပြန်ပေးမယ်လို့ကန့်လန့်လိုက်တော့ ကျုပ်တွေဟာကြပြောက်သွားကြောင်းပြောခဲ့တယ်။အခုဆိုရင်တာဘိုဘွားကြီးနဲ့လည်းယဉ်နီးလာပြန်ပြီပေါ့။ကျော်ကြီးတယောက်ကတော့သူ့ရဲ့ကျုပ်လေးတွေမရှိတော့တဲ့ဘွားမှနေနေရအောင်မှဖြစ်ပြီးတော့အပိုင်းကားလေးကတော့ဒီမှာပဲပြီးပါပြီ။အပိုင်းကြောင်လေးနဲ့မကြောင်ခင်မှာပြန်လာခဲ့မှာမို့ channel လေးကိုလမ်းရယ် subscribe လေးလုပ်သွားပေးပါအောင်ဗျာ။ Bye bye guys. See you in next video.